အားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့တိုင်းရွှေဈေးကတော့1300တန်နဲ့ဈေးပွင့်ထားပါတယ်ဒီနေ့တိုင်းရွှေဈေးတက်ကြက၈ချိန်တိတိရှိသွားပါပြီဒီနေ့က22ရက်နေ့လေးလပိုင်း2020နဲ့5ခုနဲ့မနက်ပိုင်းတိုင်းရွှေဈေးကတော့လက်ရှိမှာ1300အတက်နဲ့ဈေးပွင့်ထားပါတယ် 96.500ကိန်းလို့ရှိတဲ့အတိုင်းရွှေအခဲဈေးဆိုင်ကရောင်းနေဈေးက9400နဲ့မှ900ဆိုင်ကလက်ခံနေဈေးက9400နဲ့မှ400အဝရနိုင်ဈေးနှုန်းတွေကတော့ဆိုင်ကရောင်းနေဈေးက9500ဆိုင်ကလက်ခံနေဈေးက9423.84နဲ့ပေါင်ဈေးရှိနေပါတယ်ကဘာရွှေတအောင်စားကိုဒေါ်လာ3495.53ညနဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်တဒေါ်လာကိုထိုင်းဘတ်ငွေ33.14နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ် 96.5ခန်းလုံးရှိတဲ့ဒိုင်းချွေခဲကဘန်ကောက်ထဲမှာလက်ခ200ရှိပါတယ်လက်ခ PSC ဒိုင်းချွေခဲတပတ်သားကို9400နဲ့ပေါက်ဈေးရှိနေပါတယ်ဆိုင်ကလက်ခနဲ့ဈေးကတော့ရာခိုင်နှုန်းပြန်မပြတ်ပဲဆိုင်က9400ဈေးနဲ့ပြန်ပြီးတော့လက်ခမှာပါလ လက်ဝိညာဉ်ရဲ့လက်ခတွေကတော့ဘန်ကောက်ထဲမှာတပတ်သားကိုတစ်ထောင်ကနေနှစ်ထောင်အထိရှိနိုင်ပါတယ်မိမိဝယ်တဲ့ထဲပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခစင်းလုံးကပြောင်းလဲမှုရှိနိုင်ပါတယ်ဒီလက်ဝိညာဉ်တပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က900ခန့်လုံးဖြတ်ပြီးတဲ့ပြင်ကို9600ကျော်စင်းနဲ့ပြန်ပြီးတော့လက်ခနိုင်ပါတယ် ထိုင်းရွှေစင်းတွေကတော့တော်တော်ကိုထိုးတက်နေတာဖြစ်ပါတယ်ဒီနေ့မှာတော့အတက်ကြကရှစ်ကြိမ်တီတီတောင်ဖြစ်သွားတာဖြစ်ပါတယ်တော့ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆုကျင်နေဆိုရင်စီနက်ကလင်စီကော့စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်တပတ်သားကိုလက်ခ200 5ဘက်သားတိဝယ်မယ်ဆိုရင်လက်ခအကုန်ကြမရှိပါဘူးထိုင်းရွှေစင်းငွေစည်းတွေကိုမြန်မြန်တင်ပြပါတယ်ထိုင်းရွှေစင်းငွေစည်းတွေကိုသိချင်နေဆိုရင်ကျွန်တော်ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကုကြမ်းမှခြင်းနဲ့ပြည့်စုံပြီးအနေနဲ့ကင်းလို့ပြရှင်နိုင်ကြပါစေ